ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပန်စဲလိုအတ္တဆာမတက္ကမအရာဝီတန်းစစ်စစ်ရင်းမှာလှူချလိုက်ပြန်ပြီတဲ့စသည်ပြပြပါပြီကိုနေနေ မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီစမှုဒန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲကျွန်တော်တို့ပြောခဲ့ပြီးပါပြီအခုလည်းအခုမလေးရှားတို့ဘာတို့ဟုတ်လားဒီပြင်ထိုင်းနိုင်ငံတို့ကလွှဲတဲ့လူတွေက2000ကျော်ရှိတယ် เนาะဟိုမန်းလေးမှာဘယ်လိုဖြစ်လဲဆိုတော့ဟိုအောက်ခြေရရှိတဲ့သူတို့အချင်းချင်းလက်ပြီးလက်ယူတဲ့လိန်စားရတဲ့ကိစ္စတွေအဲ့ဒီဥစ္စာကိုစကားစအုပ်စုကခစ်ပြတ်မှာတရေဖြစ်နေတဲ့လူတွေပေါ့အဲ့လိုလောက်ကြတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူတို့ဒီရွေးကောက်ပွဲအတွက်ကိုရွေးကောက်ပွဲအတွက်ကိုမန္တလေးမှာ အ ਨੇ ဆုံးအင်အားတထောင်ခွဲရအောင်စုလိုက်မယ်နော်ဒီ2025အဲနှစ်ကုန်ပိုင်းဒီကိုမန်လေးတတိုင်းတည်းကိုအင်အား9000လောက်ရအောင်စုလိုက်မယ်အဲ့တော့အဲ့ဒီစုထားတဲ့လူတွေကိုပုဂ္ဂလိကလုံခြုံရေးဆိုင်ရာဥပဒေရှိတယ်အဲ့ဥပဒေတင်တဲ့အတူအဲ့ပုဂ္ဂလိကလုံခြုံရေးကနောက်တစ်ဆင့်တိုးလာမယ့်အခြေအနေကဘာကြီးဆက်စီလဲဆိုတော့တထေးတွေကနေပြီးတော့ အဲဒီပုဂ္ဂလိကလုံခြုံရေးဆိုတဲ့အသွင်မျိုးနဲ့ဒီစစ်မှုထမ်းရမဲ့လူတွေကိုအဲခေါ်ခိုင်းလိုက်မယ်တကယ်စစ်တိုက်တဲ့ကောင်တွေကကြတော့အရှိထွက်လာလိုက်မယ်ဒါမင်းအောင်လည်းကစားကွက်သူရွေးကောက်ပွဲရအောင်လုပ်မဲ့တော့ပေါ့နော်နည်းနည်းလေးတတိထားဖို့တော့အမတန်ရေးကြည့်ပြီးအဲသူတို့ချင်းချင်းကြားအားလက်ပေးလက်ယူကိစ္စတွေကိုအဲအေးအေးဆောင်ရွက်တာတွေမရှိဘူးအဲဒါပေမဲ့သူကမဖြစ်မနေအချက်လက်တွေခိုင်မာသွားပြီးအဲဒီသတင်းဒီသတင်းကနိုင်ငံတကာကို ပေါက်ကြတော့မယ်ဆိုလို့ရှိရင်သူတို့အဖမ်းပြလိုက်တယ်သူ့အာနာဖီဆန်မဲ့လူတွေအာနာချုပ်ကန်တဲ့လူတွေသူ့ရဲ့အာနာလူနိုင်တဲ့လူတွေဆိုလို့ရှိရင်မဲအောင်လည်းအဖမ်းတယ်เนาะဒါလည်းအားလုံးသိပြီးသားအခုကျွန်တော်ပြောချင်တဲ့စကားကိုကျွန်တော်ပြောချင်တဲ့စကားကိုခဏလေးခဏလေးရပ်ပေးပြီးတော့အခုဒီတကိုးမကိစ္စကိုပြောမယ်ဒီကောင်မ ဘလောက်ထိရုပ်မှားလာလဲဆိုတော့အခု AIO တိုင်းစစ်စင်ရေးဘာညာဆိုပြီးတော့ campaign တွေလျှောက်လို့လဲစောက်ရှက်မရှိသွားစောက်ရှက်မရှိသွားเนาะစောက်ရှက်မရှိသွားလောက်တယ်အဲ့တော့သူရေးထားတဲ့ post ထဲမှာဘာကိုတက်တွေ့လဲဆိုတော့เนาะဘာမှနိုင်ငံရေးလဲချီချီမြင့်မြင့်နားမလဲဘူးเนาะဒီကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်ရဲ့82နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့တာဂီရာမှာကျင်းပတဲ့အချိန်မှာချစ်သမီးတို့ဘာလို့ရောက်လာတာဗောဗျချစ်သမီးကအဲ့ဒီတော့ 60ယောက်ကဒီနဲ့ထောင်ကလွတ်ခါစ2012လောက်ကပါအဲရွေးကောက်ပွဲမဲအပြတ်သက်အဲ NLD ဂျာပြတ်ရွေးကောက်ပွဲနိုင်တဲ့ကာလပါအဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့စိတ်နဲ့စစ်စင်နဲ့ဝါရဖြန့်ချီရေးကိုပြန်ကြည့်မယ်ဟုတ်ကဲ့ကျွန်တော်အောင်စရာစစ်စင်နဲ့ပြောပြမအောင်စရာစစ်စင်ကိုနောက်ခဏလေးခဏလေးပြောပြမယ်ကျွန်တော်ပြောစရာတွေအများကြီးပဲနော်အခုဒီအရေးကြီးတဲ့ကိစ္စက ဒီတောင်းစားမှတခိုးမှအောက်တန်းစားမှပေါ့ဗျာဒီအောက်တန်းစားမှလှုပ်ချသွားတဲ့ပြဿနာတွေကအချင်းချင်းချင်းအားမှာဒလန်လို့ဆွဆွဲခံရပြီးတက်ဖြတ်ခံရတဲ့ကိစ္စတွေလိုကယ် PDF တွေကိုခိုင်းစားသွားတဲ့ပြဿနာတွေเนาะအများကြီးအများကြီးအဲ့တော့ဒီကောင်မဝါရအဖြန့်နဲ့အောက်မှာလဲ push နှိပ်ပြီးတော့အဲ तू ကကျွန်တော်ပြောသလိုပေါ့ကိုယ့်ဘက်ကသူ့လူကိုယ့်ဘက်သားတွေနဲ့အဲဒီထောက်လန်ရေးဘက်တွေကနေပြီးတော့ဒီတော်လန်ရေးကိုအားကြအားရော့အောင်တမင်တက်ဖန်တီးနေတာကျွန်တော်တို့ပြောတာပြီးသား လှူချင်းမြေပြင်ရောဓာတ်ရိုက်လို့လှူချင်းမြေပြင်ကရဲပေါ်နေတဲ့ဓာတ်ရိုက်ဆက်တယ်။အခု MOD UNG အောက်ကထွက်ချင်တဲ့ PDF တွေအများကြီးပဲ။သူပြောသလိုပေါ့ဗျာ။တော်လန်ရေးအောင်ဖို့တဲ့ပြည်သူတွေဘာမှလုပ်ရမလို့တဲ့တော်လန်ရေးကိုထောက်ပံ့နေတာရက်လာရိုက်တဲ့ဆိုတော့သူလိုချင်တဲ့စကားကိုသူဆွဲပြောတာဒါတော်လန်ကျော်နယ်တို့ဟိုပြောတဲ့စကားပေါ့ဗျာ။ထားပါတော့သူတို့ပြောတဲ့ဇလန်ကိုချုပ်လိုက်ရင်ဝါတဲ့ပြည်သူကိုလိမ်ဖို့မင်းအောင်လိုင်းရဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ UNG တစ်ဖွဲ့လုံးရဲ့သူက PDF တွေကို အဲမဆိုင်တဲ့ PDF တွေပေါ့ကျွန်တော်တို့မျိုးဆက်တဲ့ PDF တွေကသူကချနေပြီးတော့ PDF ရဲ့တဲ့သူရဲ့သူတို့ရဲ့ပေါ့နော်အကုန်လုံးပေါင်းလိမ့်နေကြခွာတယ်ပြောတယ်ဒီအောက်တန်းစားမားကငကိုတွေကနိုင်ငံရေးတည်မမှန်ဘူးဝင်းထိန်နဲ့ဝင်းထိန်နဲ့နော်မိတိလာကိုရောက်သွားပြီးတော့သူက NLD ပါတီတဲကိုဒေါ်စုနာကိုကပ်ဖို့အတွက်ကိုဝင်းထိန်နဲ့ကပ်ပြီးတော့ဝင်းထိန်နဲ့ကရင်ပေါ်မှာထက်ရက်မိတာဒေါ်ဆန်းစုဒေါ်ဆန်းစုကြည်နာကိုကတ်ချင်လို့ဝင်းထိန်ကအဲ့ဒီချိန်ကအာနာ ဟိုဩဇာအာဏာအကြီးမားဆုံးဖြစ်နေတဲ့အချိန် NLD မှာဝင်းထိန်နဲ့နော်တက်ကြားရွယ်ကိုဝင်းထိန်ဆိုတာကစစ်တကဘူကြီးအောင်ကျော်မျိုးတို့နဲ့အတူတူဥနေဝင်လောက်ကြတဲ့အဖွဲကငကိုတည်းကတရေမှန်တဲ့ကောင်တွေမဟုတ်ဒီကောင်တွေကစစ်တကလာတဲ့ကောင်တွေကိုကျွန်တော်တို့ဘသူ့ဟိုမှာအယုံကြည်မရှိတာသူ့ဘာနေစစ်တက်တဲ့ဟိုပဲကလန်ကလန်စစ်တက်ဟိုပဲဘယ်လိုဘယ်လိုပြောမလဲစစ်တက်မှာပဲအဲတောင်ဝင်ထမ်းဆောင်ခဲ့ပြီးပြီးတော့အဲစစ်တက်ကမကျင်တဲ့လို့သူ့ကိုဖမ်းတာတို့အဲစစ်တက်ကအဲဘယ်လိုပြောမလဲ စစ်တပ်မှာဗမာစစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့ဘယ်ကောင်ပဲဖြစ်ဖြစ်စောက်ကျင်ကောင်းတဲ့ကောင်ကောင်းမှမရှိဘူးကျွန်တော်တို့ကအဲ့ဒီ NLD ပါတီတဲကိုစစ်တပ်ကကောင်တွေရောက်သွားတဲ့ဟိုကဘယ်ကောင်ဟိုမှာကျွန်တော်တို့ကစစ်တပ်ထဲမှာကြည်တာမင်းမင်းမှတာဗမာစစ်တပ်ထဲကကောင်တွေကဘရော့မှတတိမပြောက်ဘူးဗမာစစ်တပ်ထဲကကောင်တွေဘရော့မှတတိမပြောက်ဘူးဘလောက်ပဲအဲပြတ်သားပါတယ်ယူသားပါတယ်ပြပြောသူတို့ရဲဘော်ရဲဘက်ချင်းချင်းမှာစာနာသိတော့ရှိတာပဲသူတို့ဘလောက်ပဲပြတ်သားပြတ်သားအာအပေါ်ကဖြစ်တာပါအောက်ချရပါ ဲ့လိုစိတ်ဓာတ်မျိုးရှိတယ်ကျွန်တော်တို့ကရန်သူရန်ကပြတ်တယ်ဆိုတာဟင်းအင်းပဲဖြစ်ရမှာဟင်းအင်းပဲဖြစ်ရမှာနော်ရန်သူရန်ကပြတ်တယ်ဟင်းအင်းပဲဖြစ်ရမှာအခုရခိုင်တက်တော့အေအေထဲမှာဘုံမူးကြီးကွာနော်ဘုံမူးဆိုတာဒါရန်ရာစစ်တပ်ကတကယ်လက်နက်ကြီးတက်ကရခိုင်တွေဘာလို့စစ်အောင်လဲရခိုင်တွေစနစ်ကြတယ်မဟာပြူဟာသမားတွေတချို့ရခိုင်တွေကိုစွတ်စွဲနေတယ်ကျွန်တော်ပြောချင်တာနေအများကြီးပဲကျွန်တော်ပြောချင်တာနေအများကြီးပဲကျွန်တော် UTV တစ်ခုပဲပြောမယ်ဒီဖာတယ်မဒေါန်းစာမအောက်တန်းစာမက ဂျော့ရှိုးတော့သားနဲ့ဒီ foundation တွေချစ်သူဝေတို့အုပ်စုတွေနဲ့အဲ့ foundation NLD foundation ပြည်သူပြည်သူ foundation foundation ဆိုတာအကောင့်လောက်တာမဟုတ်ဘူးငွေပြူငွေပြူဖြစ်အောင်မလို့ငွေမဲ့ငွေပြူပြန် short ဖွတ်တဲ့နေရာကြီးနော်အဲ့ foundation တွေပေါ်လာတဲ့ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာဒေါ်အောင်ဆန်းစုကြည်ဘာမှမသိဘူးမြန်မာနိုင်ငံကြီးပေါ့ဘယ်ကောင်ကတခိုးဘယ်ကောင်ကလူလိမ်ဆိုတာဘာမှမသိဘူးဒေါ်အောင်ဆန်းစုကြည်နားကိုကပ်ဖို့နော်ဝင်းထိန်နဲ့ဂရင်ပေါ်မှာ၃ည၃ညလောက် ိတ်ပြီးတော့မှတော့အဲ့ဒီဝင်းထိန်နဲ့အိတ်တဲ့ဥစားကိုသူ့မိမကမြင်ပြီးတော့မှတီလာရှင်မှာဝတ်သွားရတာဗျာရှက်ပြီးတော့ဝင်းထိန်ကအဲ့လိုကောင်စားမျိုးခင်ဗျားတို့ NLD ပါတီထဲမှာစောက်ထင်ကြီးစရာလက်ချိုးရည်လိုရတယ်လက်ချိုးရည်လိုရတယ်စောက်ဆင်မပြေတဲ့ကောင်တွေကြီးပဲကျွန်တော်တို့ NLD ပါတီကိုချက်တယ်ကျွန်တော်တို့ NLD ပါတီကိုလည်းယုံကြည်လို့ကျွန်တော်တို့မဲပေးရွေးချယ်ဖို့ကျွန်တော်တို့တိုက်တွန်းခဲ့တဲ့ဂျားပြတ်မှာရော2025မှာရောကျွန်တော်တို့ကိုယ်တိုင်ပဲ ော်ဖြစ်ပါစေတော့ရပါစေတော့ဆိုပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ပဲဒါလုပ်ခဲ့တဲ့ဟာလေတဲ့အဲ့တော့အဲကျွန်တော်ဒေါ်နယ်ဒေါသထွက်လို့ပါနည်းနည်းဒေါသထွက်လို့ပါအခုချိန်ဒီမတင်းတိမ်နိုင်ဘူးတော်လန်ရေးပေါ်မှာအမျက်ထုတ်ဒါကိုလဲစောက်ယူလို့စောက်ပေါ်လို့နဲ့ကျွန်တော်ပြောပါမယ်နိုင်ငံတကာမှာဟိုအပန်ဆယ်လိုနဲ့ NUG ကိုထောက်ခံပါတယ်ဆိုတဲ့ကောင်တွေကဥနေဝင်လက်ထက်တွေကနေပြီးတော့ပြည်ပြေးသွားပြီးတော့ထောင်လန်ရေးအရာ ထားရတဲ့ကောင်လေးစိတ်သက်စစ်စင်ရင်းနဲ့ဝါရဖြန့်ကြည့်ရကောင်လေးခမရနိုင်ငံသားရောက်သွားတဲ့ကောင်တိုင်းကိုကျွန်တော်တို့ကစောက်ထင်မကြည့်ဘူးဘာလို့ဆိုတော့နိုင်ငံသားရောက်ပြီးတော့နေဝင်းရဲ့အထောက်ပံ့နဲ့တန်းရွှေရဲ့အထောက်ပံ့ခင်ညွန့်ရဲ့အထောက်ပံ့နဲ့ရောက်သွားတဲ့ကောင်တွေအများကြီးပဲမြန်မာနိုင်ငံသားတွေအများကြီးပဲမြန်မာနိုင်ငံသားတွေအများကြီးပဲเนาะ အဲ့တော့တစ်ခါတစ်ခါကျတော့ခင်ဗျားတို့ဟိုနိုင်ငံသားအကောင့်တွေကိုစောက်ထင်ကြီးတယ်အနိုင်ငံသားမှာကားလေးစီးပြတိုက်လေးပုံမှာနေပါဘရိတ်ဘက်လေးစားပြအာမော်နီလမ်းလျှောက်ပြအဲ့ဒါကိုစောက်ထင်ကြီးနေစောက်ထင်မကြီးဘူးကျွန်တော်တို့ရိုင်းလာမဟုတ်ဘူးเนาะစောက်ထင်မကြီးဘူးဘာလို့လဲဆိုတော့ကိုယ်တိုင်းပြည်ကိုမချစ်လို့သွားပြီးတော့မှစိတ်သက်စစ်စင်းနေဝါရဖြန့်ချီရဒီဘက်ကတကယ်မာတဲ့စိတ်တည်းကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံကြီးကိုလုံမယ်ဆိုရင်လေအဲတရောင်းစားဆန်ရတယ်အောက်တန်းစားဆန်ရတယ်ဒုက္ခခံရတယ် အဲပြီးတော့မရှိရှိမရစားပြီးတော့မဖြစ်ဖြစ်အောင်လုပ်တဲ့နိုင်ငံရေးသမားရှာတယ်လက်ချိုးကြည့်ရတယ်ဒီနိုင်ငံမှာဘာလို့ဆိုမြန်မာနိုင်ငံရေးမှာလူရုံးမာတွေတော်တော်များတယ်ဒါအခုတော်လိုင်းရေးကာလမှာမဟုတ်လို့နော်ဟို KNU ဘက်ကထိန်းထားတာတွေအများကြီးပဲခင်ဗျားတို့ပြောတယ်ရခိုင်တပ်တော် AA ဆိုတာလေကျွန်တော်ပြောပြမယ်ရခိုင်တပ်တော် AA ဆိုတာအဲ2005 2000 2002ကစမယ်ပေါ့ဗျာ2002မှာတဖွဲ့ရောက်လာတယ်2003မှာ2004 2005 2006မှာမှအခုလက်ရှိကိုကျော်ဟန်တို့အဖွဲ့တွေရောက်လာတယ် เนาะဘူဂျုတ်ထွန်းမြတ်နိုင်လို့ ਨੇ အဲဖူဘော်တို့ကိုဟိုဒီဘူဂျုတ်ခွန်ဘော်တို့ ਨੇ ချင်းမှန်မှာတွေ့ဆုံပြီးတော့မှအာဘူဂျုတ်ထွန်းမြတ်နိုင်လို့ဒီပညာတတ်လူငယ်တွေဖြစ်တယ်အဲသူတို့ကိုတကယ်လှုပ်ပြလို့ရမယ်ဆိုပြီးတော့မှဒါကိုထက်ထက်ဝွန်ဝွန် ਨੇ အာတိတိကျကျလှုပ်ပြလာလှုပ်ပြလာအဲ့ဒီမှာခင်ဗျားတို့ဘာမှမသိတဲ့ကိစ္စတခုပြောပြမယ်ဝါရို SSB SSC တို့ RC SSC လို့ဆိုတာလေခင်ဗျားတို့အဲ့ဒီဒီဖာတယ်မှာပန်ဆယ်လို့ထက်တော့မှအများကြီးလှုပ်လှုပ်တယ် ဒီဖာတယ်မှာပန်ဆယ်လို့အများကြီးလောက်လောက်တယ်။ခင်ဗျားတို့ SSPB တို့ SSA တို့အဲဝါတို့ထင်သေးနေကြတာအချို့ကကြတာသိလား။တော်လန်ရေးရနဲ့နဲ့တယ်နိုင်ငံရေးရနဲ့နဲ့တယ်အရန်ကြောက်ဖို့ကောင်းတယ်မသိရင်ခံရမယ်ဒီပွဲက။အုပ်ဘို့ချုပ်ထုံးမြင့်နဲ့တကွက်ကစားလိုက်တာ။ဘို့ချုပ်ထုံးမြင့်နဲ့ကွက်ကစားလိုက်တာ။ AUG ကကောင်းတယ်မျက်ခုံးလှုံနေတယ်။ OIC ရဲ့အထောက်ပံ့ကိုစားပြီးတော့နေဆက်မှာအစီအစ်နေတဲ့ကောင်းတယ်မျက်ခုံးလှုံနေတယ်။ မဘူးနဲ့ထက်လာမှာအကွက်တွေအများကြီးကျန်သေးတယ်နော်ဒီတော်လန်ကြီးကနည်းနည်းလေးကျွန်တော်ပြောခဲ့သလိုပဲ2029တော့ပြတ်သွားလိမ့်မယ်2029တော့ပြတ်သွားလိမ့်မယ်ဒါနဲ့ပြတ်ပြီမဲ့လေကျွန်တော်တို့ဒီကာလ2025 26 29ပေါ့နော်အဲ့ဒီကာလမှာအဖြူအမဲကွဲအောင်ကျွန်တော်တို့ကလုပ်ရတော့မှာပြည်သူလူထုကမပိမ့်မှုအရန်ကြီးကြီးတယ်ပြည်သူလူထုမပိမ့်မှုအရန်ကြီးကြီးတယ်ပြည်သူလူထုတွေပြည်တွင်းမှာရောရှိတဲ့လူတွေရောပြည်ပမှာရောရှိတဲ့လူတွေကကျွန်တော်တို့ပိမ့်နေမယ်ဆိုရင်အကုန်လုံးဒုက္ခရောက်မယ်မြန်မာနိုင်ငံမှာမြဲမဲမှတာခင်ဗျားတို့ တပုံဆက်ယုံကကရင်မှာပဲရှိတယ်။ထောက်လန်းရေးဆက်ယုံက KI မှာရှိတယ်။မြန်မာနိုင်ငံရဲ့အတိုင်းအတာတွေနဲ့ပတ်သက်ပြီးတော့တိတ်သိကျင်လမီးတချို့အရာတွေတော့တိတ် ပြောလို့မကောင်းဘူး။တိတ်ပြောလို့မကောင်းဘူး။တီရန်လန်လေးအခုပြဿနာတက်နေတာက UNG ကိုမကျင်တဲ့ပြဿနာနဲ့ MNDA နဲ့တီရန်လန်လေးက UNG ကိုမကျင်တဲ့ပြဿနာနဲ့ကြားထဲကကျွန်တော်တို့ PDF တွေဗရက်တွေခါတယ်။သိလား။ကျွန်တော်တို့ဘာမှမဆိုင်တဲ့ ဘာမှမဆိုင်တဲ့ PDF တွေခံရတယ်လူပေါ်လူစော်လုပ်ချင်တဲ့ PDF တွေခံရတယ်နိုင်ငံရေးနားလည်အောင်လုပ်ကြပါစီရေးရစီရေးပဲနိုင်ငံရေးကိုနားမလည်ရင်စီရေးမှလည်းခံရတယ်စီရေးကိုနားမလည်နိုင်ငံရေးမှလည်းခံရတယ်ကျွန်တော်တို့နိုင်ငံမှာစီရေးနဲ့နိုင်ငံရေးနဲ့တွဲပြီးတော့မှကျွန်တော်တို့ကအဲဟိုရက်တရားတဲ့နိုင်ငံမွေးကလေးကစပြီးတော့ဒုက္ခတွေနဲ့ပင်လယ်ဝေခဲ့တဲ့ကျွန်တော်တို့နိုင်ငံတိုင်းရင်းသားတွေဆိုရှင်ပူဆိုးတယ်တိုင်းရင်းသားတွေဆိုပူဆိုးတယ်အဲ့တော့ ယနေ့ကလာတိတ်ရေးကြည့်တယ်မင်းအောင်လိုင်ကသူ့ရွေးကောက်ပွဲကိုမရရအောင်လုပ်မယ်ကဲ UNG အနေနဲ့ခင်ဗျားတို့အဲဘယ်လိုဖြတ်မလဲစာရွက်တွေထုတ်ဗဇက်ကပြောအပလီယိုကွန်ပန်းရှင်းလိုက်ပြောခင်ဗျားတို့ဘောမအနေနဲ့မီဒီယာတွေနဲ့ခင်ဗျားတို့အင်တာဗျူးပြည်သူကိုခင်ဗျားတို့ကဘာလို့လဲဆိုတော့ပြည်သူကိုမိုဒီပေးတာခင်ဗျားတို့ကအွန်လိုင်းပုံမှာပဲရှိတယ်မြေပြင်မှာတကောင်းမှမရှိဘူးမြေပြင်မှာရှိတဲ့ကောင်တွေကစောက်ဘောတွေတကယ်စောက်ဘောတွေတောသားတွေသိတယ်မလားတကယ်စောက်ဘောတောသားတွေတကယ်တာဆန်တွေ အဲ့တော့ပြောချင်တာလေးပါလဲဆိုတော့တော်လန်ရေးအောင်မယ်အခုရှမ်းနေကျွန်တော်တို့လှုပ်လာပြီเนาะ SSPB တို့ SSA တို့ RCS တို့ရှမ်းနေမှာပါလေလို့လဲဆိုတော့အုပ်ချုပ်ရေးပိုင်းအားနေတာရယ်ပြီးတော့ရှမ်းပြည်နယ်မှာမွေးရစီဝါပြဿနာအလောင်းစားပြဿနာရယ်တရုတ်ကမှွေတိုင်းပြဿနာကြောင့်ရှမ်းပြည်ကမစည်းရုံးတာအခုရှမ်းပြည်မှာအဲထိုက်တဲ့တော့စည်းရုံးနေပြီဒါမင်းအွန်လိုင်းကတော့ခံရမှာပတ်ပတ်ဆက်ခံရမှာဒီကောဒီကောပတ်ပတ်ဆက်ခံရမှာ အဲရခိုင်ဒီကိစ္စကိုပြောပြမယ်အခုဒီကောင်မပြောတဲ့ဇာတ်ထဲမှာကျွန်တော်ကနည်းနည်းနာလို့အတော်လိုင်းကြီးကိုရက်လိုက်လို့ရှိရင်တော်လိုင်းကြီးကမအောင်တော့လို့ပြောလို့ကြီးချင်းတယ်အလိုကယ် PDF တွေရော PDF တွေရောကျွန်တော်တစ်ချက်တော့ဂျုံကြီးစိတ်ချရတဲ့လူတွေနဲ့ပဲကျွန်တော်တို့အလုပ်လုပ်တော့မှာလူနဲတာများတာအာပြဿနာမဟုတ်တော့ဘူးဒီ2025မှာလူနဲတာများတာပြဿနာမဟုတ်တော့ဘူး NUG ကိုဖျက်သိမ်းလို့မရဘူးလားတဲ့2020ရွေးကောက်ပွဲရလနဲ့ CRPH NUG ဆိုပြီးပေါ်လာတယ်ဗောဗျာအဲ့တော့ NUG ဘာလို့ပေါ်လာတယ်တိုင်းရင်းသား EO EO ဘက်ကမာမိတ်တပေါင်းစုဖွဲ့ပြီးတော့အစည်းအဝေးဗုဒ္ဓနဲ့ချင်းမှာအစိုးရမဖွဲ့ဘူးပြောတယ်အစိုးရလက်ရှိအစိုးရကိုအာဏာသိမ်းတာ NLD ကိုအာဏာသိမ်းတာမဟုတ်ဘူးမင်းအောင်လိုင်းတော့လဲတဲ့ကောင်ရှိအောင်မလားကဘာမှာစောက်ပေါ်တယ် နိုင်ငံကြီးသုံးသက်တဲ့ကောင်တွေလည်းတော်တော်များများကြည်နေစောက်ပေါ်တယ်တကယ်ကအာနာသိန်းနာကအစိုးရကအာနာသိန်းနာပါတော့ရွေးကောက်ပွဲရလကမှားမှားမှန်မှန်ရွေးကောက်ပွဲရလနဲ့မဆိုင်ဘူးကျွန်တော်အများနဲ့ပြောကျွန်တော်အမုန်းခံပြောရွေးကောက်ပွဲရလနဲ့မဆိုင်ဘူးတကယ်နဲ့အာနာသိန်းသွားတာ NLD အစိုးရကအာနာသိန်းသွားတာဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမျိုးဖမ်းသွားတာအဲ့ဒီအချိန်မှာအစိုးရအာနာမလွှဲရသေးဘူးအစိုးရအာနာမလွှဲရသေးတဲ့အချိန်မှာ အစိုးရအာဏာသိမ်းသွားတာ NLD အာဏာသိမ်းတာမဟုတ်ဘူးအဲ့တော့ပြောပြမယ်လက်နက်အထောက်ပံ့ကျွန်တော်တို့ကကျွန်တော်လည်းဗမာတယောက်ပါပဲကျွန်တော်ဗမာတယောက်ပါပဲဒါပေမဲ့ဗမာစောက်ကျင်ကိုကျွန်တော်တို့ကသိတယ်ဗမာကိုလူမျိုးကိုချစ်တယ်ဘယ်တိုင်းသားမဆိုကိုလူမျိုးကိုချစ်တယ်ကျွန်တော်ဒီမှာခံရတာအများကြီးရှိရတယ်ဒါကြောင့်ကျွန်တော်ပြောတာပေါ်တင်ပြောတာပဲ လူကကြောက်တယ်နှစ်ခါသေးရတယ်မင်းမမတာအမှန်တရားကိုမပြောရင်နှစ်ခါသေးရတယ်အမှန်တရားပြောရရမှာဒါပြောတဲ့နေရာမှာလဲကိုယ့်ဘက်ကအချက်လက်ခံခံပုံမှာရှိမှကျွန်တော်တို့ပြောလို့ရမှာနော်အဲ့တော့တော်လန်ရေးကိုအထောက်ပံ့မပေးရင်တော်လန်ရေးကမအောင်တော့ဘူးဘာညာဒီတပ်ပါတီတို့ဘာတို့ညာတို့တပ်ပါတီကရှိလားဆိုတော့ရှိတယ်တပ်ပါတီတကယ်ရှိတယ်နင်တို့ဆွဆွဲနေတဲ့တပ်ပါတီဆိုတာလေ တကယ် NLD အမှန်ကန်နေအဲ့ဒီမှာပါတယ်တကယ် NLD ပါတီကိုချစ်ပြီးတော့ NLD ရဲ့အဲဒေါင်းနဲ့ကျေပြူကိုချစ်ပြီးတော့ NLD ပါတီတို့အသက်ပေးချင်တဲ့လူတွေပါရှိတယ်ဒေါ်ဆန်းစုကြည်ရဲ့အဲချုပ်ွက်ထဲမှာမိနေတဲ့အတွက်မို့လို့ NLD ပါတီမှာရှိတဲ့လူပုဂ္ဂိုလ်တော်တော်များများကအတန်ထွက်လို့မရဘူးဖြစ်နေတယ်နေတို့တွေပဲ2020ရွေးကောက်ပွဲရလက်နိုင်ရအမတ်တွေအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေအနိုင်ရတွေဆိုပြီးတော့ပါတီရဲ့မူဝါဒစီမင်းစည်းကမ်းတွေကိုချိုးဖောက်ပြီးတော့ နိုင်ငံတကာမှာမင်းအောင်လှိုင်ကဒေါ်ဆန်းစုကြည်ရဲ့ပုံရိပ်ကို NLD ပုံရိပ်ကိုထိခိုက်နိုင်အောင်လို့ကျွန်တော်တို့ကအနိုင်ရလွတ်တော်အမတ်ဘသူပါပါကပါခေါင်းဆောင်ဟောလူတက်လိုက်ရင်ကြည်တဲ့ပါကပါခေါင်းဆောင်မရေမှုတွေလှုပ်လိုက်ခြင်းပါကပါအဖွဲတွေအဲဓမြမှုတွေကျူးလွန်တဲ့ပါဆိုပါကပါအဖွဲတွေအဲ့ဒါကကျွဲကူးရီပါလို့ခေါ်တယ်ဗမာစကားအရတခြားတဲ့နဲ့ငှက်နှကောင်ပြစ်တဲ့စိုက်ဝါးတွေကဘာမှုကဘာကနေပြီးတော့ NLD ပါတီကိုချင်အောင်လို့ ခမရတရုတ်ကစာပြီးတော့တော်လိုင်းကိုအားပေးတယ်ဒီတော်လိုင်းကြီးမှာစာပြီးအားပေးတာတရုတ်လူမျိုးတွေကျွန်တော်တို့အကုန်သိပါတယ်ချွတ်ရတယ်အဲတချို့ကိစ္စတွေကတိတ်ပြောလို့မကောင်းတဲ့အခြေအနေမျိုးလို့နော်ကျွန်တော်တို့ကတိတ်မပြောတာတရုတ်လူမျိုးတွေစာပြီးအားပေးရပမာတွေကိုခမရကတ်တီးတလုံးကိုပမာပြည်ထဲမှာတသောင်းဝက်တသောင်းပေါင်နေတဲ့အချိန်ခမရမိုင်းခွဲတဲ့ကတ်တီးမပြမလို့ဘူးအများကြီးတိတ်နေတယ်အဲ့ဒီကတ်တီကိုနော် တလုံး900တန်းနဲ့ရောင်းပေးတာတလုံး900တန်းနဲ့ရောင်းမယ်9000တောင်ပေါက်နေတဲ့ချင်းနော်ဒီပါမဒါရှေ့ထွက်မိုင်းလို့ခေါ်တယ်เนาะ ဟိုတနေ့တော့တလုံးပေးလိုက်တာတီးလိုက်ပြီဒီအပေါက်ထဲကိုထည့်လိုက်ကတ်သေး ခါတော့ပစ္စည်းတွေဟိုဘက်အောက်ထဲရောက်နေလို့နော်အဲ့တော့ကျွန်တော်တို့ပြောပြမယ်အခုစောနာပြောတဲ့ NUG ဖြတ်သိမ်းလို့မရဘူးလားဆိုတဲ့ပြဿနာက NUG ကဂျင်းထက်တာနော်ဂျင်းထက်ခံရတာခဏတို့ဥဆောင်အဖွဲ့စည်းတို့ဘာတို့ညာတို့ဆောက်ပြောနေတယ်ဗျာကျွန်တော်စပြောတဲ့ကကျွန်တော်ဒလန်လို့ဆွဆွဲပြီးတော့အာတပ်ဖို့ဖြတ်ဖို့ဟိုလူရှိရတောင်းဒီလူရှိရတောင်းဟိုလူနဲ့ပြဿနာရှာခိုင်းဒီလူနဲ့ပြဿနာကျွန်တော်ပြောတယ် တိုင်းရင်သား EA ကို EA ကိုတွေကောင်းလို့လေမကောင်းကျွန်တော်သိရကြပြီပြီးတော့ကျွန်တော်လည်းငကိုတွေကတမိုင်းကကောင်းခဲ့တယ်ကျွန်တော်တိုင်းရင်သားတွေနဲ့ပဲနေခဲ့တာကျွန်တော်ဘလို့လူစားလဲဆိုတာတိုင်းရင်သားကောင်းဆောင်မိုင်းသိတယ်ကျွန်တော်တလောက်ပဲပြောမယ်အဲ့တော့အခုကျွန်တော်ပြောချင်တယ်ခင်ဗျားတို့ဒီဆွမ်းတော်ပြောတယ်လေခင်ဗျားတို့ကျွန်တော်ပြောပြမယ်အခုခင်ဗျားတို့ဒီလက်ရှိကျွန်တော်တို့ UNG ဆိုတဲ့အစိုးရကိုစောက်ပိန်းနေရပဲတတ်မှတ်တာ တကယ်နိုင်ငံရေးနဲ့တော်လှန်ရေးကိုထိထိရောက်ရောက်လုပ်နေတဲ့နိုင်ငံရေးနားလည်တဲ့လူတွေကစောက်ကြီးမဆိုင်ဘူးအခုရခိုင်မှာလက်နက်ပေါင်းတသိန်းကျော်လောက်ရှိတယ်ရခိုင်မှာလက်နက်ပေါင်းတသိန်းကျော်လောက်ရှိတယ်စားကားစားစခန်းတွေတိုင်တိုင်းတက်နိုင်သလားလုံးဝမရောဘူးစားကားစားဘာလုံးဝမရောဘူးစားကားစားဘကနေပြီးစခန်းတိုင်းလို့ရတဲ့လက်နက်တွေလုံးဝမရောဘူးအခု local bg ရဲ့၃ဘွဲ့ဆိုတာတစ်ဖွဲ့ပေါ်လာပြီနော်ကျွန်တော်ပြောခဲ့ဘူးပါတယ်ចောင်းသားလက်ယုံတက်အခုပေါ်လာပြီ အဲ့တော့ခင်ဗျားတို့ဒီចောင်းသားတက်တွေကတကယ်ရှိခဲ့လားဆိုတော့ရှိခဲ့ပါတယ်ဘာကာသားကနေတော့ခွဲထွက်တာလဲအဖွဲ3ဘွဲ့4ဘွဲ့အားလုံး5ဘွဲ့လောက်ရှိတယ်မြန်မာနိုင်ငံမှာလူကယ်ပီဒီရဲ့ထဲမှာခင်ဗျားတို့မြင်အောင်ကြည့်ခင်ဗျားတို့မြင်အောင်ကြည့်တချို့ကိစ္စတွေပါကျွန်တော်တို့ပြည်သူလူထုကတော်လိုင်းရေးနဲ့နိုင်ငံရေးနဲ့စိတ်ခံစားချက်အချို့နဲ့မခံချင်စိတ်အချို့မခံချင်စိတ်တချို့နဲ့ပါလာတဲ့လူတွေအများကြီးပဲဒီပေါ်မှာလိန်လေပြီးတော့ အဲလူတွေကိုဂျင်းမျိုးမျိုးထက်စိတ်နှောက်ရှက်ဖြစ်အောင်လုပ်ပြီးတော့ခင်ဗျားတို့ကျွန်တော်တို့နိုင်ငံမှာလည်းဆိုးတာကဟိုအများအောင်လို့ရအောင်အမောင်တောင်မှမသိမြောင်မှမသိအဲ့လိုလူတွေရှိသလိုအဲနိုင်ငံရေးခံခံယူချက်မရှိဘဲနဲ့မခံချင်တဲ့ခုတွေနဲ့တော်လိုင်းရေးမှာလက်နက်ကင်ပြီးပါလာတဲ့အဖွဲ့တွေလည်းရှိတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ရန်သူကိုတိုက်တဲ့အတွက်ကျွန်တော်တို့ကဂုဏ်ယူတယ်အဲသူတို့ရဲ့ဖြူစင်မှုတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကပီတိဖြစ်တယ်တို့ဗိမဲ့မြန်မာနိုင်ငံရေးမှာနိုင်ငံရေးသမားတွေကတော်လိုင်းသမားကိုခိုင်းစားသွားတာပဲရှိတယ် တော်လန်ရေးသမားနိုင်ငံရေးသမားကိုခိုင်းစားတာမရှိဘူးအဲ့တော့အစပထမအောင် စာပြောမယ်နည်းနည်းလေးနည်းနည်းလေးပြောမယ်တောင်ပိုင်းမှာတောင်ပိုင်းကိုစာပြီးသူတို့အခြေချတဲ့ချိန်ကတီဆောက်ခွင့်ပြူလာတဲ့တတိထောက်ခွင့်ပြူလာတဲ့အာနာတီဆောက်ခွင့်မပြူလာဘူး88ကလည်းခံခဲ့ပြီ82 84ကလည်းခံခဲ့ပြီ ဦးနုလက်ထက်ကနေစပြီးတော့88အရေးတော်ပုံကြီးစဖြစ်တဲ့ចောင်းသားတက်မတော်ကြီးဒါတော့မှចောင်းသားတက်မတော်ကြီးကအရေးချင်းရှိပြီးဒုက္ခဆင်းရဲခံပြီးတော့မှအဲသူတို့ဒါအဲသူအရှူရှူထွက်သွားကြတယ်ဗောဗျာခစ်စနေရဲ့သဘောတရားရဒါပေါ်မှာလည်းကျွန်တော်တို့ကနည်းနည်းနားလဲတယ်အဲ့တော့ခမားတို့ယနေ့ကာလမှာတက်မ6တက်မခွန်ဘက်ကိုလာပြီးတော့မဲဆောက်တစ်ဖက်ကနေပြီးတော့ဒီဘက်ကိုကန်းကူးလာပြီးရင်လူကြီးတွေလူကြီးတွေကိုဟိုပေးတည်ပေးပြီးရင်ဓပ်ပုံရိုက်ပြန်သွား ဒါကိုစစ်တိုက်တယ်ထင်ပြီးလှူနေတဲ့လူတွေကအများကြီးကျွန်တော်အံ့ဩတယ်အဲ့ချိန်ကျွန်တော်ထောင်ထဲမှာကျွန်တော်ထောင်ထဲမှာမနေ့ကဆိုလို့ရှိရင်ဒါကျွန်တော်တို့စိတ်မကောင်းခြင်းများစွာနဲ့ပြန်ပြောရရင်အဲကိုခင်ကျော်ဖန်းခါရတဲ့သတင်းလေးတက်လာတယ်ပေါ့ဗျာကျွန်တော်အပါဝင်ပေါ့ကျွန်တော်တို့ဖုံးဆက်ပြီးတော့ကျွန်တော်ဖန်းခါရတာထားလိုက်တော့ဒီဥစ္စာတွေတကယ်တမ်းကကိုခင်ကျော်ကလည်းအဲသူကကရင်ကိုမယုံတဲ့ပြဿနာသူ့မှာရှိတယ် ဲ့တော့ NUG ကဗမာလူမျိုးဖြစ်တဲ့ဗမာပြည်နယ်ထဲကိုဝင်ချကြမယ်ပါညာတာတကားပေါ့ဗျာကိုခင်ကျော်ပြောတယ်ဒါနဲ့ကိုခင်ကျော်ဒီဒီ KNU နဲ့ KNL လေးဘက်မှာပြေးဆက်ခဲ့တာအများကြီးပဲဒါပေမဲ့သူကအရန်ရိုးသားတဲ့ခါကျတော့သူကအရန်ရိုးသားတဲ့လူတွေလူတိုင်းကိုယုံတဲ့ခါကျတော့သူခံရတာပဲအခုကျွန်တော်လည်းခံနေရတယ်ကျွန်တော်လည်းခံနေရတယ်ဒါပေမဲ့ပြဿနာမရှိပြဿနာမရှိဒါပြဿနာမရှိစိတ်ဝင်စားကြရမကောင်းဘူးဒါတော်လန်ရဲ့အဆုံးဖြတ်မှုတွေလေနော်စိတ်ဝင်စားကြမကောင်းဘူးအဲ့တော့ကျွန်တော်တို့ UNI အဖွဲ့ကြီးတစ်ဖွဲ့လုံးကတော့ဖမ်းခံရတယ်ကျွန်တော် UNI ကရှိနေတဲ့ရဲဘော်တွေအများကြီးပါနေရာတိုင်းမှာမကွေးရှိတဲ့မန်လေးတနိုင်ငံလုံးမှာရှိတယ်ဗျာကျွန်တော်အများကြီးပြောတော့တနိုင်ငံလုံးမှာရှိတယ်ကျွန်တော်ယနေ့ဘာလို့ light တွေလွှင့်လဲဘာလို့ပြောနေလဲအခြေအနေမှန်လေးကိုမြေပြင်ရဲ့အခြေအနေမှန်လေးကိုသုံးသပ်ပြီးတော့ကျွန်တော်ကတယောက်ပြောတဲ့စကားကိုမဆုံးဖြတ်ဘူးအများပြောတဲ့စကားကိုဆုံးဖြတ်ပြီးမှစုံစမ်းပြီးမှတေချာမှကျွန်တော်တို့ပြောတာကျွန်တော်တို့ရိုးမထဲမှာတိဆောက်ခဲ့တယ်အင်အား9000လောက်ရှိတယ် ဲ့ချိန်မှာဘူပြွန်လားအသက်ခံရတယ်နော်ခမားတို့တောင်ပိုင်းမှာဗျာခမားတို့နေရာလဲပေးရတယ်စားစရာဆန်လဲပေးရတယ်တချို့ဆိုနှစ်နှစ်တောင်ချီတယ်အမ်မိုဒီအောက်ကိုမဝင်ခင်ကလိုကယ်ပီဒီအက်ဆိုပြီးတော့စားဖြစ်နေတဲ့ချိန်မှာအလူပဲခံလို့ခံမှမသိတဲ့ချိန်မှာကရင်မှာရှိတဲ့တက်မှုတွေတရင်မှုတွေတက်ခွဲမှုတွေအားလုံးကကိုသားသမီးတို့ကိုချင်းစားပြီးတော့သမင်းကျွေးဟင်းကျွေးနဲ့ထားရတာအမ်မိုဒီကအဲ့ဆောက်ကွက်ကိုသိတဲ့ခါကျတော့အမ်မိုဒီအောက်ကိုဝင်ကြဆိုပြီးတော့ လိုကယ်ဗီဒီယိုတနပ်ပေးမယ်ဆိုရိုးတယ်အရန်ဒါပေမဲ့မင်းတို့သတိပေးမယ်နော်တောင်ပိုင်းမှာရှိနေတဲ့ PDF ညီကိုတွေခြားသောလိုကယ်ဗီဒီယိုတွေလည်းသတိပေးမယ်မင်းတို့ကောင်တွေပထမတစ်ချိန်ကမပြတ်သားခဲ့လို့သူ့ကြုံမခံဘူးဆိုပြီးတော့နော်ပူကြုံမခံခြင်းလို့တော်တဲ့ကိုရောက်လာတယ်ဟောအခုနှုတ်ကြုံခံနေရတယ်နှုတ်ကြုံခံနေရတယ် တနတ်ပေးပါဆိုတော့တလုံးတို့တနတ်တွေလက်လုံးတနတ်တွေပေးတယ်အဲဟိုကိုလုံးကြီးတွေပေးတယ်ဒါအနီးကစစ်စင်မျိုးရင်းစစ်စင်အကြံပတ်စစ်စင်မှာကိုင်တဲ့တနတ်လေးစစ်တိုက်တဲ့တနတ်မှာမဟုတ်တာဒါဟိုခွဲခြားတတ်မှာပေါ့အခုလဲဟိုပြဿနာဘောင်းတောင်း6တောင်းဒါတွေကျွန်တော်သေးသေးတွေပြောရင်အချိန်ကြာတယ်ပြဿနာတွေကတော့နေတိုင်းရှိတယ်ဒါထားလိုက်ဒါတွေထားလိုက်မျိုးတောင်ပိုင်းမှာဘယ်တော့ရှုံမှာလဲ ီကြတဲ့သူရောကောင်းဝါဒလာသေးရနော်ခမရကဘာမာလေကဘာစစ်စစ်ပွဲအများကြီးရှိပါတယ်ဟုတ်လားအိုးဒုတိယကဘာဆရာဆိုမူဆိုလိုနီတို့ဟစ်တလာတို့ကိုဝိုင်းလို့ဆိုတာဝါရဖြန့်ကြီးနဲ့တိုက်ခိုက်ရင်တကယ်တော်တဲ့လူယုံပါလေအဲ့လိုပဲရှုံးမဲဆိုလို့ပြောချင်းဟာလားကန္နာကမြေခွေးပေါ့ဗျအာဒီလိုပဲအဲ့ချိန်မှာကတ်စတိုတို့ခြေခွေးဘာရာတို့ဘာတို့ညာတို့ပေါ့ ခမနပိုလီယန်လို့လည်းစစ်တိုက်တာပဲအလက်ဇန္ဒားလို့လည်းစစ်တိုက်တာပဲဘရင်တော်လို့လည်းစစ်တိုက်တာပဲဗန်ဒူလာလို့လည်းစစ်တိုက်တာပဲဗန်ဒူလာဆိုရင်မြန်မာနိုင်ငံသားတော်မဟုတ်ဘူးเนาะကသေးသားเนาะဝတ်သားလုံးဝမစားဘူးဗန်ဒူလာအဲ့တော့ပြောချင်တာဘာလဲဆိုတော့ဗမာသမိုင်းမြန်မာသမိုင်းတွေကိုသိချာလေးလာအခုခမရတို့တောင်ပိုင်းမှာစောက်ပြဿနာတွေရှာတယ် ရွှေကိုကိုကိုမှာသွားတိုက်လိုက်ဟိုလူဟိုတက်မှုကိုမြှောက်ပေးလိုက်ဒီဘက်ကရင်ဘက်ကရှိတဲ့အုံနောက်မရှိတဲ့တက်မှုတွေကလည်း NUG စကားနားထောင်ပြီးတော့အလှူခံရရင်ပြီးရောကားစီးရရင်ပြီးရောဆိုပြီးတော့ခင်ဗျာဖူးဖော်တော်မစီးနိုင်တဲ့ကားတွေစီးတယ်နော်ဖော်ကားဆိုတာတကယ်ကိုတကယ်ကိုဟမ်ဘာလို့ဖော်လို့ဆိုတာတကယ်ဟိုကြီကားကားတွေဘာညာတွေပေါ့ဗျာဖူးဖော်တော်မစီးနိုင်ဘူးဟိုမှာတကယ်စီဦးစီးချုပ်ဒုတိယစီဦးစီးချုပ်ဒါကရင်တစ်ခုမှမဟုတ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဟိုတချို့ကတွေကင်လို့ထားတယ်ရှိပါတယ်ဒါတိတ်ပြောလို့မကောင်းဘူးချို့ရတယ်နော် ဲ့လိုဖူးဘောတော်မှအဲ့လိုကားမျိုးမစီးနိုင်ဘူးအသူရှိမှလည်းရွှေထွက်တာတက်မှငါးမှာတက်မှ၃တော့တက်မှငါးလို့ဒါရွှေထွက်တဲ့နေရာတစ်ကတော့သူပေးမခုတ်ဘူးနော်တစ်ကတော့နှစ်နှစ်တစ်ချိန်၃နှစ်တစ်ချိန်မှသူအိမ်ဆောက်ဖို့ပဲပေးခုတ်တာတစ်ကိုရောင်းစားလို့မရဘူးတက်မှငါးမှာတက်မှနဲ့နဲ့တက်မှငါးတဘာဝတန်ရာဇာတာနဲ့ပတ်တန်အရန်စီကန်းကြည့်တာဒါကျွန်တော်တို့သိပြီလားဟောဘေးမဲ့တော့ဆိုရင်ဧကကိုထောင်ထဲချီပြီးထားပေးတာဒါပူပေါ်တို့ကအဲ့တော့ကရင်တက်မှုတွေမှာတော့မှ အဲ့လိုတွေးခွဲတာကရင်ချင်းချင်းတွေးခွဲတာနော်အဲ့ဒီယာထဲမှာကရင်စောက်ပိန်းတွေရှိတယ်ကျွန်တော်လည်းဒါအခုလက်ရှိလက်ကျွန်တော်ကရင်ပြည်နယ်မှာနေတာကျွန်တော်ပြောရတဲ့တဲ့ပြောတာကရင်ကိုပြောတာဂယုမဆိုင်ဘူးကျွန်တော်အမှန်တိုင်းအမှန်တရားကိုအခုချိန်ကြီးလဲကရင်စောက်ပိန်းတွေရှိတယ်ကရင်ညီပိန်းပေါ့ဗျာကရင်ညီပိန်းပဲပြောရတော့မှာနော်ကရင်ညီပိန်းနေတာဟာ UNG ကိုပြောနေအာခင်ဗျားတို့ပါတီလို့နှစ်ပေါင်း80လောက်တိုက်လာတာဘာဖြစ်လို့လဲဩပါတီတို့ပြောတယ်သူတို့ပါတီတို့ကပတ်စံမရှိတော့ဘူးလေ ဘူကျုံများဆိုရင်ဘလောက်ချစ်ဖို့ကောင်းလဲတနာဖို့ကောင်းလဲဆိုဘူကျုံများဆိုတာအများရပင်အောက်မှာထိုင်ပြီးတော့ KNU ကြီးနှစ်ချမ်းကွဲပြီးတော့ DKB နဲ့စစ်တိုက်တဲ့အချိန်မှာငါတော်တော်စိတ်ပြတ်နေပြီကွာတဲ့ကျွန်တော်တို့ပြောရင်ခုချိန်ဒီမျိုးကြီးကြာနော်နောက်ဆုံးအဖိုးကြီးကလေလမ်းတွေမလျှောက်နိုင်တော့ဘူးသူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့အဖိုးရဲ့မဖြစ်တော့ပါဘူးသွားပါဟိုဘက်ကမ်းပါပဲစစ်ကူးတော့ပါဟိုဘက်ကမ်းအိမ်မှာနေပါတော့ပြောတယ်နော် ခန္ဓာတို့တခါတည်းကြောက်ရင်ကရင်လေးရဲ့ဒုက္ခတွေကချင်လေးရဲ့ဒုက္ခတွေကချင်လေးဆိုတာဒါဒါ93တော့ဒါတော်လန်ရေးပေါ်တော်သူတို့နည်းနည်းသစ္စာဖောက်ရတယ်ပဲပြောရမယ်ဒါဟိုတနေ့ကကျွန်တော်ပြောခဲ့သဘော KI ရအချင်းချင်းအာနာပြန်တင်းလို့တာ KI ဆိုတာနမွဲပေါ်လာနောက်ဆို KI အားလုံးက BGA တွေဖြစ်ကုန်ပါနော် KI တမိုင်းနဲ့တနေ့လေးလာဒါဗိုလ်ချုပ်ခွန်မော်လို့ဆိုတာမန်လေးကြောင်စင်တက်ကရိုသားတော်အောင်စားစုကြီးရဲ့28ပင်လုံးညီလာခံကြီးမှာခင်ဗျာ2020 2018ကခင်ဗျာမှတ်မိမယ်တွေ့ဗိုလ်ချုပ်ခွန်မော်ဂျင်းပင်စတိုင်ကြီးကိုဝေ့ပြီးတော့အဲ မဆူငါတို့ဂျင်းမထဲနဲ့ဆိုပြီးတော့ဂျင်းပင်ယူပါပါတာတေချာပြန်ကြည့်ကြည့်ဓာတ်ပုံတွေရှိတယ်နော်တေချာပြန်ကြည့်ဓာတ်ပုံတွေရှိတယ်ခင်ဗျာပညာတတ်တွေပြတနက်ကင်သားပင်နဲ့ပညာတတ်တွေပြအုံလုံးရှိတယ်တွေးခေါ်ရှိတယ် psychology ကိုခင်ဗျားတို့ psychology ရဲ့ diploma ဘွဲ့ကိုဒီနိုင်ငံမှာယူရတာမဟုတ်ဘူးဒီနိုင်ငံမှာဘွဲ့ရတယ်ဆိုတော့ခင်ဗျားတို့စစ်အုပ်စုရောခင်ဗျားတို့စောက်ပေါ်တွေရောပြန်ပြောနိုင်အောင်ဘွဲ့ရတာလေဆိုတဲ့ဟာကိုပြောချင်လို့သူတို့တမင်တက်တက်ကြောင်းတက်ပြီးဘွဲ့ယူလာတာ နော်ကရင်ကိုဘယ်လောက်ထိခမားတို့ကြောက်လဲဆိုရင်ရွှေမန်းပါဝင်ပေါ့ဗျာရွှေမန်းပါဝင်တင်ဦးပါဝင်ပေါ့ခင်ညွန့်ပါဝင်ကရင်ကိုဘယ်လောက်ကြောက်လဲဆိုတော့ခက်ဆက်ဆက်ပြန်ကြည့်ကြည့်နှစ်နောက်ရှိပွဲစည်းပုံအခြေခံဥပဒေအတည်ပြုဖို့အတွက်ခမားတို့ထောင်ထဲတောင်မှဟိုလက်မမထိုးခင်မှာ KNU နဲ့ရှိသမျှတိုင်းရင်းသားဒေသတွေမှာရှိနေတဲ့တိုင်းရင်းသားတွေရဲ့သဘောထားမှတ်ချက်ကိုတောင်းတယ်တန်းရွှေရတမိုင်းတွေပြန်လေးလားကျွန်တော်တို့ကျွန်တော်တို့ကပြောချင်လို့ပြောနေတာမဟုတ်အလကားပြောနေတာမဟုတ် တိတင်းနေထင်းလို့ပြောပြတာအစအနလေးတွေအများကြီးတော့မပြောဘူးရှုပ်ကုန်မှကြောက်လို့ဒီနောက်ရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေပရိုမန်ရှာပြောတာမင်းတို့မင်းတို့စာအုပ်ပြန်ယူသွားတယ်ငါတို့ချီကုန်းလို့တော့မတန်ဘူးတဲ့ဘာလို့ဆိုပါလွန်အားကြီးရဲ့တဲ့မင်းတို့စေအုပ်စုရဲ့ရေးဆွဲတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကငါတို့တော့ချီကုန်းလို့တော့မတန်ဘူးတဲ့ပါလွန်အားကြီးတယ်မင်းတို့လဲတယ်ဆိုတာကိုပြောချင်တာမင်းတို့လဲတယ်မင်းတို့ပပလေးနဲ့လဲတယ်ဆိုတာပြောချင်တာကျန်တာမဟုတ်ဘူး ဲ့တော့ဘရိုမန်ရှာလောက်ကြံခံရတယ်ခင်ဗျာကရင်မှာဘလောက်ဆိုးလဲဆိုရင်လေ